ရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်လျက်ရှိပါတယ်။ငလင်ဘေးအနေရင်ဆိုင်နေကြတဲ့မြန်မာပြည်သူတွေအတွက်ငလင်နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေတည်တင်တည်ထိုက်တဲ့အချက်အလက်တွေကိုမျှဝေပေးနိုင်မှုမြစီမရေဒီယိုကငလင်အထူးအစီအစဉ်အနေနဲ့တရက်လျင်နှစ်ကြိမ်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။မြစီမရေဒီယိုနှစ်ပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိ9.3မီတာ31မီတာ 6.3မဂါဟန်စ်ကနေဖမ်းယူနားဆင်နိုင်ပါတယ်။မြစီမရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ညနေ9နာရီကနေ9နာရီခွဲအထိတိုင်းဒိုမီတာ16မီတာ7.5မဂါဟန်စ်ကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာ ရှိကြပါစေလို့မြစည်းမရေဒီယိုဖွင့်သူဖွေသားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ဧပြီလ30ရက်ဗုဒ္ဓဦးနေ့မနက်ပိုင်းမြစည်းမရေဒီယိုစီစဉ်ကိုမြန်မာစံတော်ချိန်မနက်၈နာရီကနေ၈နာရီခွဲထိစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ဆိုင်းခမ်းပါဒီကနေ့မနက်နားဆင်ရမယ့်စီစဉ်တွေကတော့ငလင်ကြောင့်ပြည်တွင်းဘီးလက်မြေထုတ်လုပ်နိုင်မှု၄၀ရာခိုင်နှုန်းကျော်ထပ်မံကျဆင်းတဲ့သတင်းနဲ့အတူ အတင်းကျပ်စစ်မှုထမ်းခိုင်းခြင်းဟာရာဇဝတ်မှုမြောက်ကြောင်း NUG ပြောတဲ့အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုနှာစင်ရမှာပါသတင်းတွေပြီးမှာတော့တန်းသားဒေတာနဲ့တော်လိုင်းဒေတာတွေရဲ့သတင်းတွေကိုပြောပြပေးမယ်။ NNG Radio စီစဉ်ကိုနှာစင်ရဖို့ရှိပါတယ်ခင်ဗျာ။ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့်ပြည်ရင်းမှလဲပတ်နေတဲ့ဗီလက်မြေစက်ယုံတချို့ထိခိုက်ပျက်စီးခဲ့ပြီးဗီလက်မြေထုတ်လုပ်နိုင်မှုပမာဏကလည်း40ရာခိုင်နှုန်းကျော်ထပ်မံကျဆင်းသွားခဲ့တယ်လို့စစ်ကောင်စီကပြောဆိုပါရယ်။ငလျင်မလှုပ်ခင်ကဗီလက်မြေစက်ယုံ၉ခုကတရက်ကိုတန်3800အိတ်ပေါင်း63000ထောင်ထုတ်လုပ်ခဲ့ပြီးမြဲငလျင်လှုပ်ပြီးတဲ့နောက်မှာစက်ယုံ6ယုံကတန်18100 အိမ်ပေါင်း3သိန်း4200ကိုပဲထုတ်လုပ်နိုင်တော့တာဖြစ်ပါတယ်။ဒီလိုကြဆင်းလာတဲ့အကြောင်းကို စစ်ကောင်စီရဲ့စက်မှုဝန်ကြီးဒေါက်တာချာလီတန်းကဧပြီ25ရက်နေ့ကနေပြည်တော်မှာလုပ်ခဲ့တဲ့သဘာဝဘေးရန်ရဲ့ဆိုင်ရာအစည်းအဝေးမှာပြောကြောင်းဧပြီလ26ရက်နေ့ထုတ်စစ်ကောင်စီထိန်းချုပ်ထားတဲ့စီးမုံသတင်းစာမှာဖော်ပြထားပါတယ်။လာမယ့်မေလလယ်မှာဘီလက်မြေတန်ချိန်2200အိမ်ပေါင်း4သိန်း4200ထွက်ရှိနိုင်ရေလှုပ်ဆောင်သွားမှာဖြစ်ပြီး စက်တဘာမှာတန်ချိန်3200အိမ်ပေါင်း6300အထိထွက်ရှိအောင်ထမ်းမှန်တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားမှာဖြစ်ကြောင်းလဲဒေါက်တာချာလီတန်းကပြောပါတယ်စက္ကန့်စီရဲ့ April 10ရက်နေ့သတင်းဖော်ပြချက်တစ်ခုအရ March 20ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းကြောင့်နေပြည်တော်မှာရှိတဲ့ပြည်လက်မြေစက်ယုံတရုံနဲ့မန္တလေးတိုင်းထဲမှာရှိတဲ့ပြည်လက်မြေစက်ယုံ၄ယုံတို့ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗျ။တစ်ဖက်မှာလည်းပြည်လက်မြေထုတ်လုပ်နိုင်မှုကျဆင်းခြင်းနဲ့အတူ ပြည်ရင်းမှာဘီလက်မြင့်စီးနှုံးတွေကလည်းတဟုန်တိုးမြင့်တက်ခဲ့ပါတယ်။ငလင်မလောက်ခင်ကဘီလက်မြင့်တအိတ်ကိုကျပ်သထောင်းခွဲကျော်ရှိပြီးတော့ငလင်လှုပ်ပြီးတဲ့နောက်မှာကျပ်၃ထောင်းကနေ၄ထောင်းကျော်ထိဈေးတက်ခဲ့ပါတယ်။ငလင်တန်တက်ခဲ့တဲ့မန္တလေးမှာလည်းပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေလှုပ်ဆောင်ရမယ့်ကာလဖြစ်ပေမဲ့စောက်လုံရေးပစ္စည်းတွေဈေးနှုန်းမြင့်တက်နေတဲ့အတွက်ပြန်တင်းလုပ်ငန်းတွေကိုပဲဦးစားပေးလှုပ်ဆောင်နေတယ်လို့မန္တလေးမြို့မှာရှိတဲ့အင်ဂျင်နီယာတယောက်ကမစ္စမာကိုပြောပါရရှင်။ အနာသိန်းစစ်ကောင်စီဟာအသက်18နှစ်ကနေ35နှစ်အတွင်းမှာရှိတဲ့လူငယ်တွေကိုစစ်ရေးပြူဟာတရက်အနေနဲ့ကျင့်သုံးပြီးအတင်းအကျပ်စစ်မှုထမ်းစေခိုင်းနေတာဟာလူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ယာစွတ်မှုဖြစ်တယ်လို့ NUG ရဲ့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကပြောကြားလိုက်ပါတယ်။ ဧပြီလ28ရက်ညပိုင်းကထုတ်ပြန်တဲ့ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့အာဓမစစ်မှုထမ်းစီခြင်းမြန်မာနိုင်ငံရှိအတင်းအကျပ်စစ်မှုထမ်းစီခြင်းရဲ့လက်တွေ့အခြေအနေများအစိုးရခန်းစာမှာအခုလိုထည့်သွင်းပြောဆိုထားတာဖြစ်ပါတယ်အဲ့ဒီအစီရင်ခံစာမှာအတင်းအကျပ်စစ်မှုထမ်းစေခိုင်းခံခဲ့ရတဲ့လူငယ်တွေရဲ့ထွက်ဆိုချက်တွေကိုဖော်ပြထားပြီးလူငယ်တွေရဲ့နေအိမ်တွေလုပ်ငန်းခွင်တွေနဲ့စစ်ဆေးရေးဂိတ်တွေမှာအကြမ်းဖက်စစ်အုပ်စုရဲ့ဖမ်းဆီးမှုတွေကိုရင်ဆိုင်ခဲ့ရကြောင်းဖော်ပြထားပါတယ်။ စူးစောင်းချင်းခံခဲ့ရတဲ့လူငယ်တွေထဲမှာအသက်မပြည့်သေးတဲ့ကလေးတငယ်တွေနဲ့စစ်မှုထမ်းဖို့အတွက်ရုပ်ပိုင်းစိတ်ပိုင်းမတန်ဆွမ်းသူတွေလည်းပါဝင်ပြီးအမည်စင်းကောက်ကမိသားစုစီကငွေညစ်တောင်းခံတဲ့ဖြစ်ရတယ်လဲတွေ့ရတယ်လို့ဆိုပါရယ်။ဒါပေမဲ့အရေးအတွက်ကိုတော့တိကျကျဖော်ပြထားတာမရှိပါဘူး။ရကုံမျိုးတင်ကန်းကျွမျိုးနယ်မှာနေထိုင်သူတူကစစ်မှုထမ်းစီးမှာမပါဝင်ဖို့ရက်ကွက်အုပ်ချုပ်ရေးမှုတွေစီးတလကိုငွေကျပ်တင်ကန်းပေးနေရတယ်လို့မြစီမာကိုပြောထားပါဗျ။ အဲ့လိုခြေနေတွေကြောင့်ကုလသမဂ္ဂအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့အကြမ်းဖက်ဆေးရုံစုရဲ့လုံရက်တွေကိုရပ်တန့်ဖို့ထိရောက်တဲ့စီးပွားရေးပိတ်ဆို့မှုနဲ့လေရင်စီအပါအဝင်လက်နက်တွေတင်ပို့ရောင်းချတာကိုပိတ်ပင်ခြင်းတွေချက်ချင်းလှုပ်ဆောင်ဖို့လိုအပ်ကြောင်းအန်ယူဂျီကတိုက်တွန်းထားပါတယ်။ဒါပြင်အိန္ဒိယနိုင်ငံနေအနေနဲ့လည်းမြန်မာပြည်တဲကထွက်ပြေးတိမ်းရှောင်လာတဲ့လူငယ်တွေကိုလူသားချင်းစာနာစောင့်ရှောက်မှုတွေလှုပ်ဆောင်ပေးဖို့တိုက်တွန်းတယ်လို့ NGO ကဆိုပါရယ် စစ်ကောင်စီဟာပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစစ်မှုထမ်းဥပဒေကိုအတည်ပြုခဲ့ပြီးစစ်သားစုဆောင်းရေးတွေကိုနိုင်ငံတော်ဝန်လှုပ်ဆောင်ခဲ့ပြီးတဲ့နောက်လက်ရှိဧပြီလ22ရက်နေ့ကအပတ်စဉ်7ကိုဖွင့်လှစ်ခဲ့ပြီးအပတ်စဉ်73အတွက်လည်းစစ်သားစုဆောင်းမှုတွေလှုပ်ဆောင်နေကြပါရခင်ဗျာ။ ဝေယူသူမရှိခဲ့တဲ့ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းကချမ်းမှတ်54ကိုဈေးထက်လျှော့ပြီးဒီကနေ့ဧပြီလ29ရက်နေ့မှာ၄ချိန်မြောက်ဖြစ် လေးလံတင်ရောင်းချခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူးလို့တရားဝင်နဲ့နှိစက်တူတူကမျက်စိမှောက်ပြောပါရယ်ချမ်းမှတ်54ရှိမှပြုလုပ်တဲ့၄ချိန်မြောက်လေးလံပွဲမှာကျန်းကင်းဆေးကိုဥအောင်ဆန်းဦးဘက်ကတင်ပြထားတဲ့လျှော့ဈေးကျပ်290ဘီလီယံနဲ့လေးလံပစ်ခဲ့ပေမဲ့ဝယ်ယူသူမရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိလေးလံပွဲမအောင်မြင်တဲ့ကိစ္စကိုမနှက်ပြန်ပါလေးလံအရာရှိကတရားရုံးမှာစင်ခန်းစာတင်သွင်းဖို့ရှိကြောင်းလဲတရားရုံးနဲ့နေဆက်သူက ပြောပါတယ်။အဲ့ဒီခြံကို အရင်ကတရားရုံးကသတ်မှတ်ပေးတဲ့လေးလံချန်ခင်စေပထမအကြိမ်ကျပ်315ဘီလီယံဒုတိယအကြိမ်ကျပ်300ဘီလီယံနဲ့တတိယအကြိမ်ကျပ်269ဘီလီယံတို့နဲ့လေးလံပြစ်ခဲ့ရမှာလဲဝယ်ယူသူမရှိခဲ့တာပါ။ ဥရေချောင်းရချက်အမှတ်54ကိုလေးလံမအောင်မချင်းကြံကင်းစေးပြင်ဆင်တတ်မှတ်ပြီးအချိန်ချင်းလေးလံပြစ်နိုင်တယ်လို့ဥပဒေကျွမ်းကျင်သူတွေကမျိုးစိမကိုဖြေဆိုထားပူပါတယ်။ဒေါခင်ကြီးအမိပေါက်ချက်အမှတ်54ဟာနှစ်ဧကဤပါကျယ်ဝန်းပြီး2016ခုနှစ်မှာရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးကအဲ့ဒီချက်မှာရှိတဲ့နှစ်ထပ်အိမ်နဲ့မြေတဝက်ကိုဒုံဆန်းစုကြည်တစ်ထပ်တိုင်းနဲ့မြေတဝက်ကိုဥအောင်ဆန်းဦးတို့ကခွဲဝေယူဖို့အမိန့်ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ဥအောင်ဆန်းဦးကခြံဝန်းတစ်ခုလုံးလေးလံပစ်ပြီးရရှိတဲ့တံပိုးကိုတယောက်တဝက်ခွဲဝေယူဖို့အယူခံအဆင့်ဆင့်တက်ခဲ့ပြီးအာဏာသိမ်းကာလ2022ခုနှစ်ထဲမှာပြည်ထောင်စုတရားလွှတ်တော်ချုပ်ကဥအောင်ဆန်းဦးကိုနိုင်ပေးလိုက်တာဖြစ်ပါတယ်။ချမ်းမှတ်54ကိုလေးလံတင်ရောင်းချဖို့ဆောင်ရွက်မှုတွေအပေါ်ဒေါန်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ကလည်းဂန့်ကွက်မှုတွေပြုလုပ်ခဲ့ကြတာပါ လက်ရှိမှာလည်းအမျိုးသားညွှန်ရေးအစိုးရ NUG ကချက်အမှတ်54ကိုကြားကာလအမျိုးသားအဆင့်ယဉ်ကျေးမှုအမွေနှင့်အဖြစ်သတ်မှတ်ထားပြီးမြေသူမဆိုးပိုင်ဆိုင်ခြင်းရောင်းချခြင်းဖျက်ဆီးခြင်းအပါအဝင်တားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ရင်းအရေးယူသွားမှာဖြစ်ကြောင်းကြေညာထားပါရခင်ဗျာ မြစမရေဒီယိုရဲ့အင်္ဂါနေ့နောက်ဆုံးရပြည်ရင်းသတင်းလေးကိုဆက်လက်ထုတ်လွှင့်နေပါတယ်။သခိုင်းတိုင်းကလေးမြို့နယ်ကြံသာရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့တာမှာစစ်သား28ယောက်သေဆုံးပြီးတော့ MI35 ရဟယင်တစည်းကိုထိမှန်အောင်ပစ်ခတ်နိုင်ခဲ့တယ်လို့ Chinland Information Center နဲ့ CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နေစီကသိရပါဗျ။ ဧပြီလ29ရက်နေ့မနက်9:00နာရီအချိန်လောက်ကကလေးမြို့နယ်တောင်ပိုင်းစံသာရွာဘက်ကိုအင်အား200လောက်ပါတဲ့စစ်ကြောင်းနှစ်ခုနဲ့ထူးဆန်းဆန်လာတဲ့စစ်ကောင်စီတပ်ကိုတောင်ရင်ပူပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့တာမှာစစ်သား28ယောက်သေဆုံးခဲ့တာဖြစ်ပါတယ်။တိုက်ပွဲဖြစ်ပေါ်တဲ့နေရာကိုနယ်မြေရှင်းလင်းတဲ့အချိန်မှာစစ်သားအလောင်း9လောင်းလက်နက်ငယ်17လက်နဲ့ခရယံတချို့ကိုတင်ဆက်ရရှိခဲ့ကြောင်းတိုက်ပွဲအတွက်မှာဒံယာရစစ်သားတွေကိုပြန်လည်တည်ဆောင်သွားတာရှိပေမဲ့ဒံယာရစစ်သားတချို့ကိုတော့ပြစ်တက်သွားတယ်လို့သိရပါဗျ စစ်ကောင်စီတပ်ကလေကြောင်းလက်နက်ကြီးနဲ့ပြစ်ခတ်မှုတွေအထက်မှာပြည်သူ၄ယောက်သေဆုံးခဲ့ပြီးတော့ရွာသူရွာသားတွေများစွာပြေးလို့ရောက်ကိုထွက်ပြေးနေကြတယ်လို့သိရပါဗျ။ဒီစစ်ကောင်စီစစ်ကြောင်းကို CNA CDF KKG CDF ဘက်ကို MCR နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်တစစ်ဒေသတပ်ရင်းတပ်ဖွဲ့တွေကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လင်းတပ်ဖွဲ့ဝင်အထိခိုက်မရှိခုခံနိုင်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ စစ်ကောင်စီကငလျင်တန်းကြောင့်အပြစ်ခတ်ရက်စဲထားတယ်လို့တရားဝင်ကြေညာချက်ထုတ်ပြန်ထားပေမဲ့သူတို့ရဲ့ထုတ်ပြန်ချက်ကိုသူတို့ကိုယ်တိုင်ချိုးဖောက်ပြီးတော့ထုတ်စစ်စင်တိုက်ခိုက်နေတာဖြစ်တယ်လို့ Challenge Information Center ကထုတ်ပြန်ထားပါတယ်ရှင်။အင်အားပြည့်ငလျင်တန်းကိုပြင်းထန်စွာခန်းစားခဲ့ရတဲ့မန္တလေးမြို့မှာ၄ရက်အတွင်းလူရဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးအငိမ့်စားပေါမောက်ခတအူတေဆုံးခဲ့တယ်လို့ဒေတာတွင်းသတင်းမြစ်တွေကမျိုးစီမာကိုပြောပါရယ်။ မန္တလေးတိုင်းမဟာအောင်မြေမြို့နယ်မှာနေထိုင်တဲ့အငိမ့်စားပေါမောက်ခဒေါက်တာထွေးထွေးကိုဧပြီလ25ရက်နေ့နေ့လယ်ပိုင်းမှာသူ့ရဲ့မိတ်ဆွေဖြစ်သူအင်ချမ်မြေပွဲစားကအိမ်လိုက်ပြမယ်လို့ဆိုပြီးပတိန်ကြီးမြို့နယ်ကိုခေါ်ဆောင်သွားပြီးတဲ့နောက်တပ်ဖြတ်သွားတာလို့ဒေသခံတွေကဆိုပါတယ်တေဆုံးခဲ့တဲ့အငိမ့်စားပေါမောက်ခဟာအသက်60ကျော်အရွယ်ရှိပြီးနေအိမ်မှာတူးတဲနေထိုင်သူဖြစ်ပြီးတော့အင်ချမ်မြေအယောင်းဝယ်လုပ်ကင်နေသူဖြစ်တယ်လို့သိရပါတယ်။ အိမ်ပြမယ်ဆိုပြီးအိမ်ပွဲစားကခေါ်သွားပြီးတဲ့နောက်ရိုက်နှက်ပြီးအသက်ခံလိုက်ရတာခေါ်သွားတဲ့ပွဲစားကလည်းဒေါ်ထွေးထွေးနဲ့မိတ်ဆွေလိုတီးရတယ်သူ့ရဲ့လက်ဝတ်လက်စားတွေလည်းပါသွားတယ်ကျူးလွန်သူကိုဖမ်းဆီးရမိတာမကြတည်ဘူးလို့ဒေသခံတရင်မြေကဆိုပါတယ်အငိမ့်စားပမောခတပ်ဖြတ်ခံရပြီးပစ္စည်းတွေလူရဲခံရမှုဖြစ်စဉ်ကိုသူနဲ့ဆွေမျိုးတော်ဆက်သူတူဦးကလည်းလူမှုကွန်ရက်မှာရေးသားထားပြီးမနေ့ကနာရေးပြုလုပ်ခဲ့တယ်လို့သိရပါတယ် အဲ့ဒီလိုပစ္စည်းလိုလူတက်ခဲ့တဲ့ဖြစ်စဉ်မှာကျူးလွန်သူကိုဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သတင်းမြစ်ကပြောပါရယ်။ဒါပြင်ဧပြီလ28ရက်နေ့ကလည်းမန္တလေးမြို့ချမ်းမြတာစီမြို့နယ်အောင်ပင်လေရပ်ကွက်မှာရှိတဲ့ရွှေစာမဏီရွှေဆိုင်ကို ကားတစ်စီးနဲ့လက်နက်ကိုင်းဆောင်ထားတဲ့လူငါးဦးလာရောက်ပြီးဓားမြတိုက်တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါရယ်။ ဓမြအဖွဲ့ကလက်နက်တွေနဲ့ချိန်ချောက်ပြီးရွှေစာမဏီရွှေဆိုင်ကရွှေ23ကျပ်သားကန်းနဲ့ဖုန်းတလုံးကိုယူဆောင်သွားပြီးတဲ့နောက်သူတို့စီးနှင်းလာတဲ့ Honda Insight အမျိုးအစားကားနဲ့ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့သိရပါတယ်။မနေ့ကနေ့လယ်ပိုင်းကရွှေဆိုင်ကိုဓမြဝင်တိုက်တာလူတွေကတော့ဘာမှမလုပ်သွားဘူးရွှေနဲ့ဖုန်းတွေကိုယူသွားကြတယ်။ဓမြတိုက်တဲ့သူတွေထဲမှာပျောက်ကြားဝတ်စုံနဲ့လူနှစ်ယောက်ပါတယ်လို့ဖြစ်စဉ်ဖြစ်ပွားတဲ့ရက်ွက်အတွင်းနေထိုင်သူဒေသခံကပြောပါတယ်။ အဲ့ဒီဖြစ်စဉ်မှာလဲကျူးလွန်သူတွေကိုဖမ်းဆီးရမိတာမရှိသေးဘူးလို့ဒေသခံတွေကပြောထားပါဗျ။ပြီးခဲ့တဲ့ match လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင်ထိခိုက်ပျက်စီးမှုများခဲ့တဲ့မန္တလေးမြို့မှာငလင်လှုပ်ပြီးတလကျော်ကြာလာတဲ့အချိန်ထိပြည်သူအများစုဟာနေအိမ်တွေမှာပြန်လည်နေထိုင်နိုင်တာမရှိသေးဘဲယာယီခိုးလုံရနေရာတွေမှာနေထိုင်နေရတာဖြစ်ပါတယ်။ ဒါပြင်ငလင်တန်တဲ့မန္တလေးမြို့အတွင်းစိုင်ကယ်လုရက်တာနေအတွင်းဝင်ရောက်ခိုးယူလာလို့တရားဥပဒေမဲ့လုရက်တွေနေညအခြေမြွေဖြစ်ပွားနေတဲ့အတွက်နေစဉ်ဘဝမှာမလုံခြုံမှုတွေနဲ့ရင်ဆိုင်နေရတယ်လို့မန္တလေးဒေသခံတွေကပြောကြားထားကြပါရခင်ဗျာ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေကိုအာခံနေတဲ့ခိုလုံခွင်ပေးနေတဲ့မျိုးတွေကိုနှိမ်နှင်းနိုင်ဖို့တမရအမိတ်တရက်ကိုဒေါ်နယ်ထရမ့်ကတနင်္လာနေ့ကလက်မှတ်ရှိထိုးလိုက်ပါတယ်တူရာတို့ပြန်လည်ရယူတာပထမရက်တရားပြစ်ခါနေ့အချိန်မှာအခုလိုလက်မှတ်ရေးထိုးလိုက်တာပါမက္ကဆီကိုနိုင်ငံနယ်ဇက်ကတရားမဝင်ခိုးဝင်တွေကိုနှိမ်နှင်းမယ်လို့သူ့ရွေးကောက်ပွဲကာလမဲဆွယ်ခဲ့တာတွေကိုဖြည့်ဆည်းပေးနိုင်ခဲ့တယ်လို့ Republican သမ္မတကြီးကပြောနေပါတယ် ဒီလိုကိုယ်ဝန်မှုတွေဟာသူ့အရင်ဒီမိုကရက်တစ်သမ္မတကြီးဂျိုးဘိုက်တန်လက်ထက်ကစံချိန်တင်များပြားလာခဲ့တာဖြစ်ပါတယ်။ဒီမိတ်ကဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးဥပဒေတွေကိုအကောင့်ထဲဖော်ရမှာနှောက်ယှက်ဟန်တာတဲ့ပြည်နယ်တွေနဲ့ဒေသခံအာဏာပိုင်တွေရဲ့စည်ရင်းကိုရပ်ပေါင်း30အတွင်ထုတ်ဝေဖြန့်ချိဖို့အရာရှိတွေကိုညွှန်ကြားထားပါတယ်။ဒီစင်းနဲ့ပါတဲ့သူတွေဟာတချို့သောအစိုးရရန်ပုံငွေတွေကိုရရှိတော့မှာမဟုတ်ပါဘူး။အင်ဘီရိုကိုပြန်ရောက်လာကြတဲ့ကသူရရှိခဲ့တဲ့အောင်မြင်မှုတွေကိုထရမ့်ကဒီအပတ်ထက်မှာ ထုတ်ဖော်ပြောကြားအောင်ပွဲခံမှာဖြစ်ပါတယ်။စီးပွားရေးနိုင်ငံခြားရေးအစိုးရစွိုင်းဆောင်ရေးရှိမှုနဲ့ခိုးဝင်ကိစ္စတွေမှာအောင်မြင်မှုတွေရနေတယ်လို့သူကပြောနေပါတယ်။ဒါပေမဲ့သူ့အပေါ်လူကြိုက်များမှုကဇန်နဝါရီလကလေးကကျဆင်းနေကြတာပါ။ Washington Post ABC ကကြောက်ယူခဲ့တဲ့လူတို့သဘောထားစစ်တမ်းအရာ American နိုင်ငံသား40ရာခိုင်နှုန်းကျော်ကသူ့ကိုပြင်းပြင်းထန်ထန်မထောက်ခံဘူးလို့ဆိုပါတယ်။ Trump ရဲ့ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Caroline Leavitt ကတော့ မက္ကဆီကိုနယ်စပ်ကဝင်လာတဲ့အထောက်ထားမဲ့ရွှေပြောင်းဝင်ရောက်လာတဲ့သူတွေကိုတွေ့ရှိမှုဟာ65ရာခိုင်နှုန်းကျဆင်းသွားတယ်လို့တနင်္လာနေ့ကပြောပါရယ်။ဘိုင်ဒန်ရှိနေစဉ်ကာလ2024မတ်လကနေ12လအတွင်းတသိန်း၄သောင်းကနေ9000အထိကျသွားခဲ့တယ်လို့ဆိုပါရယ်။တရားမဝင်ရွှေပြောင်းနေထိုင်သူတွေနဲ့ပတ်သက်ရင်ဒေါ်နယ်ထရမ့်က မတိန်ကောင်တွေလူသက်သမားတွေလို့ဆွဆွဲပြောကြခဲ့တဲ့သူတွေကိုနှိမ်နှင်းသွားမယ်ဆိုတော့ရွေးကောက်ပွဲမဲဆွယ်ကာလစကကြီးစကကြဲတွေဟာ American Men Center ရှင်တွေကြားကြက်ရက်ရိုက်ခဲ့ပါတယ်ရှင်ရုရှားနဲ့တရုတ်အပါအဝင်အဖွဲ့ဝင်နိုင်ငံ17နိုင်ငံပါဝင်တဲ့ BRICS အုပ်စုမှာအလဲကျဥက္ကဋ္ဌလုပ်နေတဲ့ဘရာဇီးနိုင်ငံကပုံမူနီးကပ်စွာပူးပေါင်းဆောင်ရွက်ကြဖို့ဒိန်းလာနေကတောင်းဆိုလိုက်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်လက်ထက်ကုန်သွယ်ရေးစစ်ပွဲတွေနဲ့ယူကရိန်းပြည်ပခတွေဖြစ်ပွားနေချိန်မှာအခုလိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။ယူကရိန်းနဲ့တုံးရကြအပြစ်ရထားဖို့ရုရှားသမ္မတဗလာဒီမာပူတင်ကအမိန့်ပေးထားချိန်မှာဒီရုပ်စုမှာပါဝင်တဲ့နိုင်ငံတွေကနိုင်ငံခြားရေးဝန်ကြီးတွေရီယိုဒီဂျနေရိုမြို့မှာတွေ့ဆုံစည်းဝေးနေကြပါတယ်။ ယူကရိန်းတမရဗိုလိုဒီမာဇယ်လန်စကီးကတော့ဒါဟာအမျက်ထုတ်ချဲလေဖို့နောက်တစ်ချိန်ကြိုးပမ်းမှုပဲလို့ဒီလောက်ရက်ကိုဖော်ပြပြောဆိုပါတယ်ထိတ်တိုက်တွေးမှုအစားတန်တမန်ရေးနဲ့လောက်ကင်ဖို့တစ်ဖက်သက်ဆောင်ရွက်မှုအစားပူးပေါင်းဆောင်ရွက်ကြဖို့ကျွန်တော်တို့တင်ပြတိုက်တွန်းပါတယ်လို့ဘရာဇီးနိုင်ငံခြားရေးဝန်ကြီးမော်ရိုဗီအေရာကဘရစ်တန်တမန်တွေကိုရီယိုမြို့မှာပြောကြားသွားခဲ့ပါတယ်ယူကရိန်းနိုင်ငံကပြည်ပခါဟာပြင်းထန်တဲ့လူသားချင်းစာနာမှုဆိုင်ရာထိခိုက်မှုကိုဆက်လက်ဖြစ်ပေါ်နေစေပါတယ် ဒါဟာတန်တမန်ရေးဖြည့်ရှင်မှုအရေးတကြီးလိုအပ်နေတယ်ဆိုတော့ကိုမိမောင်းထိုးပြနေပါတယ်လို့သူကစက်ပြောသွားပါတယ်။အီဂျစ်၊အီသီယိုးပီးယား၊အိန္ဒိယ၊အင်ဒိုနီးရှား၊အီရန်၊ဆော်ရီအာရေဗျာ၊တောင်အာဖရိကနဲ့အာရဗ်စော်ဝါများပြည်တော်စုတို့ပါဝင်တဲ့ဒီအုပ်စုရဲ့ဝင်ကြီးတွေဟာဇူလိုင်6ရက်နဲ့9ရက်နေ့မှာကျင်းပမဲ့ခေါင်းဆောင်တွေရဲ့ထိပ်သီးအစည်းအဝေးအတွက်အစီအစဉ်တွေကိုချောတက်ဖို့တွေ့ဆုံနေကြတာဖြစ်ပါတယ်။ မြစမရီရီရဲ့အင်္ဂါနေ့ညပိုင်းပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုဆက်လက်ပြီးပြည်တွင်းသတင်းလွှာကို နားဆင်ရမှာပဲဖြစ်ပါတယ်အာနာသိန်းစစ်ကောင်စီကမတ်လ28ရက်စကိုင်းငလျင်ကြီးလှုပ်ခတ်ပြည်တဲ့နောက်ပြည်သူတွေပြစ်မှတ်ထားတဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကိုဆက်လက်ပြစ်လုခဲ့တာမှာပြည်သူလူထုယာကြည်တည်ဆုံခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံတော်သမ္မတယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောကြားပါတယ် ဒီကနေ့ဧပြီ29ရက်နေ့မှာပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားတဲ့အစီအစဉ်မှာစစ်ကောင်စီကအပြည့်ရဲ့ကြေညာထားပေမဲ့လေကြောင်လက်နက်ကြီးတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်ခဲ့တာကြောင့်ပြည်သူလူထုအသေးဆုံးထိခိုက်ခဲ့ရမှုအခြေအနေကိုအသိပေးခဲ့တာဖြစ်ပါတယ်။ အကြံဖတ်စိတ်ရစွဲကောင်မြောင်းလိုင်းဟာဘင်စတက်အစီဝေးမတက်ခင်လေးတင်အတန်ကောင်းဟစ်ချင်လို့အပြစ်ခတ်ရက်ဆဲရဲဆိုပြီးကြီးညာတယ်။တစ်ချိန်တည်းမှာအပြစ်မဲ့အရသားတွေကို လေချောင်းကတိုက်ခိုက်မှုတွေအကြိမ်ကြိမ်ဆက်လက်လုပ်နေပြီးငလျင်ဒုက္ခရောက်နေတဲ့ပြည်သူတွေအပေါ်မှာရရက်ဆက်ဆက်ကျူးလွန်နေတာကိုတွေ့ရှိရတယ်လို့ဦးကျော်စောက ပြောပါတယ်။ အန်ယူဂျီရဲ့လူခွင့်ရဲ့ဆိုင်ရာဝန်ကြီးဌာနရဲ့စောက်ကြီးလေလာမှုမှတ်တမ်းတွေအရမတ်လ28ရက်နေ့ငလျင်ဖြစ်ပွားပြီးချိန်ကစပြီးတော့ဧပြီ23ရက်နေ့အထိငလျင်တန်ခံဒေသတွေအပါအဝင်နိုင်ငံအနှံ့အပြားကိုစစ်ကောင်စီကလေကြောင်းပုံကျဲတိုက်ခိုက်မှုပေါင်း196ကြိမ်လက်နက်ကြီးပစ်ခတ်မှုပေါင်း64ကြိမ်ပြုလုပ်ခဲ့တယ်လို့ဦးကျော်စောကပြောပါရယ်ဒီလိုလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့်အဲဒီကာလတွေအတွင်းမှာအရသာ235ယောက်တိစုံပြီးတော့429ဦးတရားရခဲ့တယ်လို့ဆိုပါရယ် နိုင်ငံတကာဒေတာတွေနဲ့အိန္ဒိယနိုင်ငံတွေအနေနဲ့စကောင်စီရဲ့သဘာဝဘေးအန္တရာယ်တွေကနေအမျက်ထုတ်မှုတွေကိုသတိထားစောင့်ကြည့်ကြဖို့တိုက်တွန်းပြောကြားရလိုတယ်ဆိုပြီးတော့တမရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောကြားခဲ့ပါတယ်။စကောင်စီကငလျင်အကြောင်းပြအပြစ်ခတ်ရက်မယ်လို့ကြေညာထားပေမဲ့ငလျင်ဘေးဒဏ်ခံရပြီးတော့ပြည်သူတေဆုံထိခိုက်မှုတွေရှိခဲ့တဲ့တပိတ်ချင်းစင်ကူမြို့နယ်တွေကိုလည်းလေကြောင်းကနေအပြင်းထန်ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီလိုတိုက်ခိုက်မှုတွေကြောင့်တပိတ်ချင်းမြို့နယ်တစ်ခုတည်းမှာပဲဧပြီလအတွင်းမှာ ပြည်သူ42ယောက်ထပ်မံနဲ့တည်ဆုံပြီးတော့45ယောက်ထပ်မံနဲ့တရားရရှိခဲ့တယ်လို့တပိတ်ချင်းမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ပကဖကအတည်ပြုထားပါတယ်။စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်တပိတ်ချင်းမြို့အပါအဝင်ပြည်ဦးလွင်ခရိုင်မှာရှိတဲ့မြို့နယ်တွေကိုလည်းလေးဆောင်တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ဖြစ်စဉ်တွေအထက်ကအခုဧပြီလအတွင်းတိုက်ခိုက်မှုဟာအကြိမ်ကြီးအများဆုံးအပြင်းထန်ဆုံးဖြစ်တယ်လို့ပြည်ဦးလွင်ခရိုင်ပကဖသတင်းပြန်ကြားရေးတာဝန်ခံကပြောပါရရှင်။

မနက်ပိုင်းရေဒီယိုအစီအစဉ်တွေကိုစတင်နေပါပြီ။ဒီအစီအစဉ်မှာတော့တိုင်းသားဒေသတွေနဲ့တော်လိုင်းရင်းနေတွေတဲကသတင်းတွေအဲ့ဒီဒေသဘက်ကပြည်သူတွေရဲ့အသံနဲ့အမြင်တွေကိုစုစည်းတင်ဆက်ထားတာဖြစ်ပါတယ်။ကျွန်မအမီပါ ဒီနေ့သတင်းတွေထဲမှာတော့ပဲခူးတိုင်းကကရင်မျိုးသားအစည်းအဝေးကညူပူပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ပွဲနဲ့ကချင်ပြည်ကတိုက်ပွဲသတင်းတွေဝါဒေတာကကြားဖြန့်လို့ခေါ်တဲ့ငွေလိမ်လုပ်ငန်းမှာပတ်သက်တဲ့တရုတ်နိုင်ငံသား80ကျော်ကိုဝါအဖွဲ့ကတရုတ်ကိုလွှဲအပ်လိုက်ပါတယ်။ သတင်းလွှာတွေထဲမှာတော့အပြည့်ရဲ့ကြေညာပြီးတဲ့နောက်ပိုင်းစစ်ကောင်စီရဲ့ဘုံကျဲတက်ခိုင်းမှုကြောင့်လူဘလောက်များများသေဆုံးခဲ့ရပြီလဲဆိုတာနဲ့ဂရီနီပီတီမော့ဆိုမှာခရူးကြတဲ့ဒဏ်ကို တောင်သူတွေဘလို့မျိုးရင်ဆိုင်နေကြရတယ်လဲဆိုတဲ့အကြောင်းတွေကိုနားဆင်ရဖို့ရှိနေပါတယ်။ သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့အကြားပဲခူးတိုင်းရွှေကျင်မြို့နယ်တွေကရွာတွေမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေပြီးရွာသားတထောင်ကျော်ကဘေးလွတ်ရာကိုထွက်ပြေးနေရပါတယ်။ရွှေကျင်မြို့နယ်တွေကကွင်းစိတ်နဲ့ညောင်ချောက်ရွာတို့မှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးဝေါ်နဲ့ရွှေကျင်မြို့နယ်ကဒေသခံတထောင်ကျော်ထွက်ပြေးနေရတာလို့ဒေသခံတွေကပြောပါတယ်။ဧပြီလ26ရက်နေ့ကနေ28ရက်နေ့အထိနှစ်ဖက်ကြားတိုက်ပွဲတွေဖြစ်နေတာလို့လည်းဆိုကြပါတယ်။ တိုက်ပွဲထဲမှာစစ်ကောင်စီဘက်ကလေကြောင်းကနေပါဘုံကျဲတက်ခိုက်ခဲ့တာကြောင့်ရွာထဲကဖုန်ကြီးကြောင်နဲ့အိမ်တချို့ပျက်စီးခဲ့ပေမဲ့စည်ရင်အတီးကြောင်တော့မသိရသေးဘူးလို့ဒေသခံတယောက်ကပြောပါတယ်ဒီတိုက်ပွဲတွေတဲ့ဝေါ်မျိုးနယ်တဲကတရဲတမိန်စင်ရွာကျိုးလေးရွာထဲမှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်တွေနဲ့ကြိုက်ထုံမျိုးနယ်တင်စီရဲ့အခြေဆိုင်အမတ330တက်ကနေလက်နက်ကြီးတွေနဲ့ပြစ်ကူပေးနေတယ်လို့လဲဆိုပါတယ် ကချင်ပြည်ကမြင်းကျနာဆွန်ဘရာဘုံတော်ရဲလမ်းပေါ်မှာစစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြအခုရက်ပိုင်းတိုက်ပွဲတွေဖြစ်နေတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါရယ်ဧပြီလ28ရက်နေ့မနေ့ကနဲ့29ရက်နေ့တို့မှာနှစ်ဖက်ကြားတိုက်ပွဲတွေဖြစ်ခဲ့တာလို့ဒေသခံတယောက်ကပြောပါရယ် ဒီတိုက်ပွဲတဲ့စစ်ကောင်စီဘက်က KIA တပ်ဖွဲ့ဝင်တွေရှိနိုင်တယ်လို့ထင်တဲ့နေရာတွေဘက်ကိုလက်နက်ကြီးပစ်ခတ်မှုတွေအပြင် drone သုံးပြီးတော့လည်းဘုံကျဲတက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်မြင်းပြင်းမှာလည်းစစ်ကောင်စီတပ်ဘက်ကစီရီလှုပ်ရှားမှုတွေရှိနေပြီးတမ်ဖရဲရွာမှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကစွန်ပရာဘွန်းလမ်းတလျှောက်လက်နက်ကြီးနဲ့လှမ်းပြီးတော့ပစ်ကူပေးခဲ့တယ်လို့လည်းဆိုပါတယ် တချိန်တည်းမှာပဲဗမောဝိုင်းမော်နဲ့ဖက်ကန်ဒေတာတွေမှာလည်းတိုက်ပွဲတွေကဆက်ပြီးတော့ဖြစ်နေပါတယ်။ဂျာပြန်လို့ခေါ်တဲ့ online ငွေလိမ်လုပ်ငန်းလုပ်ကိုင်တဲ့သူတရုတ်နိုင်ငံသား82ယောက်ကိုဝါပြည်သွေးစည်းညင်ညွတ်ရေးတက်မတော် UWSA တရားရေးကော်မရှင်ကတရုတ်နိုင်ငံကိုထပ်မံလွှဲပြောင်းပေးအပ်လိုက်ပါတယ်။ ဝါပြည်ဘက်ကလာတဲ့သတင်းတွေအရဧပြီလ25ရက်နေ့မှာနယ်စပ်ဂိတ်က နေတရုတ်နိုင်ငံဘက်ကိုဆက်ဆက်ပစ္စည်းတွေနဲ့အတူလွှဲပြောင်းပေးအပ်ခဲ့တာလို့ဆိုပါတယ်ဝါပြည်တဲကနေရာ၄ခုကိုဝါပြည်နဲ့တရားစီရင်ရေးကော်မတီကဝင်ရောက်စစ်ဆေးခဲ့ပြီးတော့တန်တရားရှိတဲ့သူတရုတ်နိုင်ငံသား80ကျော်ကိုဖုန်း300တလုံးကွန်ပျူတာ73လုံး laptop 6လုံး tablet 6လုံးတို့နဲ့အတူဖမ်းဆီးရမိခဲ့တာလို့ထုတ်ပြန်ထားပါတယ်ကြားပြတ်ငွေလိမ်လုပ်ငန်းလုပ်ကင်တဲ့သူတွေဟာနယ်စပ်ဂိတ်တွေ ကိုဖျက်ပြီးတော့တရားမဝင်လမ်းကြောင်းတွေကနေဝင်လာနေတာကြောင့်ဖမ်းဆီးနိုင်မှုတွေကိုဆက်ပြီးတော့လုတ်သွားမယ်လို့လည်းဆိုပါရယ် မြေလက်တန်သတင်းဌာနကသတင်းထားကိုတန်းထိုင်မြင့်ကိုအရာရီတိုင်းမြောင်မြို့နယ်တရားရုံးကအကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေနဲ့ထောင်ဒဏ်၅နှစ်ချမှတ်လိုက်ပါတယ်။မြေလက်အတန်သတင်းဌာနရဲ့သတင်းဖော်ပြချက်အရဧပြီလပထမအပတ်မှာထောင်ဒဏ်၅နှစ်ချမှတ်ခံရတာလို့ဆိုပါတယ်။မြောင်မြို့နယ်တရားရုံးကအကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေပုံမှန်52ကကြီးနဲ့ဧပြီလပထမပတ်အတွင်းမှာထောင်ဒဏ်၅နှစ်ချမှတ်လိုက်တာဖြစ်ပြီးလက်ရှိမှာတော့ဟင်္ဒရာအကျဉ်းထောင်ကိုပို့ဆောင်ထားပါတယ်။ ်ကိုတန်းထိုင်းမြင့်ဟာအမျိုးသမီးဖြစ်သူမိဖွားရဲ့ရက်နီးလာလို့မြောင်မျိုးနဲ့အင်းပေမျိုးမှာရှိတဲ့သူ့ရဲ့အိမ်ကိုခဏပြန်နေတဲ့အချိန်ပြီးခဲ့တဲ့ဖေဖော်ဝါရီလဇန်ပိုင်းမှာစစ်ကောင်စီရဲ့ဖမ်းဆီးမှုကိုခံခဲ့ရတာဖြစ်ပါတယ်။မြန်အောင်အခြေဆိုင်ခလက်ရ51တပ်ရင်းကစစ်ကြောရေးထဲမှာရိုင်းနဲ့စစ်ဆေးခံခဲ့ရပြီးတဲ့နောက် မြန်အောင်မျိုးမရဲစခန်းအချုပ်ကိုပို့ပြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှန်နဲ့တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။ကိုတန်းထိုင်းမြင့်ဟာ2021ခုနှစ်တုန်းကလည်းပုံမှန်905ကကြီနဲ့ပထမအကြိမ်ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး2022ခုနှစ်ကလူငယ်ချမ်းသာကွင်းနဲ့ပြန်လည်လွတ်မြောက်လာသူပဲဖြစ်ပါတယ်။ းဆက်ပြီးတော့သတင်းတွေကိုတင်ဆက်ပြီးသွားမှာပါစစ်ကောင်စီရဲ့အပြည့်အကာလအတွင်းလေချောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်တေဆုံးသူအယောက်200ကျော်ရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ပါတယ်အသေးစိတ်ကိုတော့ NMG သတင်းဌာနကကိုပီတာဆူစီပေးထားပါတယ် NUG ရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့တတိယစကားပြောကြားခြင်း press briefing အစီအစဉ်မှာတမတယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောကြားခဲ့တာဖြစ်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ လူခွေရေးဆိုင်ရာဝန်ကြီးဌာနရဲ့စောင့်ကြည့်လေ့လာမှုမှတ်တမ်းများအရငလင်ပြစ်ပွားခြင်းကစပြီးဧပြီလ23ရက်နေ့အထိငလင်တန်ခံဒေသတွေအပါအဝင်နိုင်ငံအနှံ့အပြားမှာစစ်ကောင်စီက၄ကြောင်းကဘုံကျဲတိုက်ခိုက်မှုပေါင်း196ကြိမ်လက်နက်ကြီးပစ်ခတ်မှုပေါင်း64ကြိမ်ပြုလုပ်ခဲ့ပြီး၄ကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုကြောင့်တေဆုံးအရက်တော်ဥယျာဉ်စုစုပေါင်း 235ဦးရှိပြီးဒဏ်ရာရရက်သားဦးရေစုစုပေါင်း429ဦးရှိပါတယ်။ဒီလိုအရက်သားပြည်သူတွေပေါ်ကျူးလွန်မှုတွေကိုကြည့်ချင်းအားဖြင့်စစ်ကောင်စီဟာအပြစ်ရချင်လို့မဟုတ်ပဲနိုင်ငံတကာမှာမျက်နှာရချင်လို့အပြစ်ခတ်ရဆဲရတာဖြစ်တယ်လို့ဦးကျော်စောကဆက်ပြောပါတယ်။အကြမ်းဖက်ရာဇဝတ်မင်းအောင်နိုင်ဟာဘင်းစတက်အစည်းအဝေးမတက်ခင်နေတဲ့အတန်ကောင်းပြစ်ချင်လို့အပြစ်ခတ်ရဆဲတယ်ဆိုပြီးကြေညာခဲ့တယ်။ တစ်ချိန်တည်းမှာအပြစ်မဲ့အရက်သားတွေကိုလေကြောင်းကနေတိုက်ခိုက်မှုတွေအချိန်ချင်းဆက်လက်ပြုလုပ်နေပြီးမလင်ကန်ဒုက္ခရောက်နေတဲ့ပြည်သူတွေအပေါ်မှာရရဆက်ဆက်ကျူးလွန်နေတာတွေကိုတွေ့ရှိနေရပါတယ်။နိုင်ငံတကာအသေးသအတွင်းနဲ့အိမ်နီးချင်းနိုင်ငံများအနေနဲ့စစ်ကောင်စီရဲ့တဘာဝပြီးအန်ဒီရီတွေကနေအများထုတ်မှုတွေကိုတတိထားစောင့်ကြည့်ကြဖို့တိုက်တွန်းတယ်လို့ဆိုပါတယ်။စစ်ကောင်စီဟာငလျင်သာကြောက်ဧပြီလကုန်ထိ ပြစ်ခတ်ရဖို့တတန်တူးထားပေမဲ့လေလေကြောင်းနဲ့လက်နက်ကြီးပြစ်ခတ်တိုက်ခိုက်မှုအပါအဝင်မြပြင်ကနေလည်းစစ်ကြောင်းထိုးနေတာရှိနေတယ်လို့တော်လိုင်းရေးတပ်ဖွဲ့တွေဘက်ကပြောပါရယ်။ဒါကြောင့်စစ်ကောင်စီရဲ့ပြစ်ခတ်ရကာလထဲနိုင်ငံတော်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့စီရီတီရင်းမြစ်တွေကဆိုပါရယ်။ ခရနီပီတီမိုဆိုမြို့နယ်မှာတောင်သူတွေစိုက်ပျိုးထားတဲ့နှွေစပားဧကတထောင်ကျော်ခရုဖြက်စီးတာကိုခံလိုက်ရတဲ့အတွက်အကူအညီတွေလိုအပ်နေတယ်လို့တောင်သူတွေကပြောကြပါတယ်။စပားခင်းတွေဘလို့မျိုးဖြက်စီးခံနေရပါသလဲ။ဘလို့အကူအညီတွေလိုအပ်နေကြတာလဲဆိုတာကိုတော့ NMG သတင်းထောက်ကိုစောပွေးရတင်ဆက်ပေးထားပါတယ်။မက်ရှလာနဲ့အီပီလာထဲမှာစိုက်ပျိုးထားတဲ့နှွေစပါးတွေခူးဖြက်စီးတာခံရတဲ့အခြေအနေနဲ့ပတ်သက်ပြီးတောင်သူတူဦးကခုလိုပြောပါဗျ ခရူတွေကစပပင်းတွေဖြစ်စီဆိုက်ခါစစပပင်းတွေဟာစိုက်ပြီးဆယ်ရက်ကနေတလအတွင်းပေါ့နော်စပပင်းတွေအလုံးဖြစ်စီပါတယ်ပေါ့ပြီးခဲ့တဲ့23ရက်ကွင်းစင်းလေးလာခဲရ3ရွာမှာဒီအင်ကနေရကြော်တယ်ဆိုတော့ကျွန်တော်ပြောမစွဲအဲ့ဒီလင်းငါအုပ်စုလုံးတွေ့မစွဲအင်ကထောင်နဲ့ချီရှိနိုင်တယ်တီမောဆုံမြို့နယ်ထဲကနမ်းမေကုံချေးရွာအုပ်စုဖျားပြူချေးရွာအုပ်စုသေးစုလဲချေးရွာအုပ်စုဒေါ်ဘူးကူချေးရွာအုပ်စု အိုကေချေရအုပ်စုစောင်းတူရတစ်ချေရအုပ်စုစင်တောင်ချေရအုပ်စုတွေမှာနှွေစပါဆက်ပြူကြတာဖြစ်ပါတယ်။စပါခင်းတွေကိုဖျက်ဆီးတဲ့ Q တွေဟာအရွယ်အစားအမျိုးမျိုးရှိကြပြီးစပါပင်ရံအမြင့်တွေပါဖျက်ဆီးပစ်တာလို့ဆိုပါတယ်။တစ်ဖက်မှာတော့ Q ရံကာခွဲဖို့စူးစမ်းလှုပ်ဆောင်နေပေမဲ့လည်းအဖက်ဖက်ကကုန်ကျစရိတ်တွေကြောင့်ခက်ခဲမှုတွေအများကြီးရှိတယ်လို့တောင်သူတွေကသူတို့ကြုံတွေ့နေရတဲ့ခက်ခဲတွေကိုခုလိုဆက်ပြောပါတယ်။ ခူတဆေးတွေပေါ့နော်ကုမ္ပဏီကကြောင်ရတဲ့ဟိုဘာတို့အာမိုတို့ကုမ္ပဏီကကြောင်ရတဲ့ဆေးတွေထိုင်းကလာတဲ့ခူတဆေးတွေတို့ဝယ်တောင်းတယ်ဒီကု1000ကျော်3000ပေးရတယ်အဲတထောက်အထောက်နဲ့လာတာပေါ့နော်အဲ့ဒါကိုဝယ်တောင်းတယ်ဒါပေမဲ့ဖျန်းနေရမှာပဲခူးညိန်သွားတယ်နောက်ရက်ဆိုခူးပြန်ပွားလာတယ်ပဲလို့တို့ပြောတယ်ဆေးနဲ့လည်းမနိုင်ဘူးပေါ့နော်တောင်းသူတွေကတို့ဘာလဲတချို့ဆိုလို့ရှိရင်တောင်းသူတွေကိုယ်တိုင်ကွင်းဆင်းပြီးတော့ခူးတွေလိုက်ကောက်ကြတယ်ခူးတွေလိုက်ကောက်ပြီးတော့တို့ ဟိုလကမ္ဘာပေါ်မှာကစင်းပေါ်မှာပုံလဲအဲ့ထဲမှာထက်တယ်အဲ့ဒါနေတိုင်းနေတိုင်းသူတို့ကောက်တယ်တချို့ဆိုလို့ရှိရင်လောက်အမနိုင်တော့လူငါးပြီးတော့ကောက်တယ်လူငါးလို့ရှိရင်တရက်ကိုတပေါင်းခွဲနှစ်ပေါင်းထိပေးရတယ်ပေါ့နော်တောင်သူတွေအနေနဲ့ Q နိုင်နေနိုင်မဲ့ဤပညာကူညီတွေလိုအပ်နေသလိုစဘာမျိုးစင်းနဲ့စပ်ပြူရေးအတွက်ဆေးစကားတွေလိုအပ်နေတဲ့အတွက်အကူအညီပေးနေတဲ့ဖွဲ့စည်းတွေအနေနဲ့အကူအညီပေးချဖို့တောင်းဆိုတယ်လို့ပြောပါတယ်။ အခုနားဆင်ကြားရတာကတော့သတင်းနဲ့မီဒီယာကွန်ရဲ့ Network Media Group သတင်းဌာနကတင်ဆက်ထားတဲ့ Radio အစီအစဉ်ပဲဖြစ်ပါတယ်။အစီအစဉ်တွေကို နေ့စဉ်မနက်ပိုင်းနဲ့ညနေပိုင်းတွေမှာတင်ဆက်သွားမှာဖြစ်လို့စောင့်မျှော်နားဆင်ပေးကြဖို့တိုက်တွန်းရင်းနဲ့အစီအစဉ်ကိုဒီမှာပဲနှီးကုန်ချုပ်လိုက်ရပါတယ်ရှင်။ ျွန်တော်တို့မြစည်းမရေဒီယိုကထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်ပါတွေဆက်သွယ်မေးမြန်းချက်တွေနဲ့ပတ်သက်ပြီးတောသားရှင်တို့အနေနဲ့ဝေဖန်အကြံပြုချက်တွေနဲ့ရင်းဖွင့်ပြောပြခြင်းတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ရဲ့ One Way FN Facebook Page က Messenger နဲ့မြစည်းမရေဒီယိုဆောင်ပါရှင်ဆိုတဲ့ Telegram Group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်။တောသားရှင်တို့ရဲ့ဝေဖန်အကြံပြုချက်တွေကိုကြိုဆိုပါရခင်ဗျာ။ ီစီမရေဒီယိုရဲ့ဒီနေ့မနေ့အစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်မင်းအနေနဲ့ဒီပြီးကိုစိတ်နှပါကျမ်းမာချမ်းသာပါစေလို့မီစီမရေဒီယိုဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့အတူရက်တည်နေမဲ့မီစီမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြကြသူတွေအားလုံးကျမ်းမာကြပါစေခင်ဗျာ thank you